ရိချမေချင်းများအလုံးမဲ့မင်္ဂလာပါနော်မဲတရက်စနှစ်လ25နော်မနေ့ပြန်ပေါ့နော်22ကြိမ်တော့ထွက်ပါတော့မယ်မနေ့ပြန်တော့ညီမတို့ share တွေ့ထားတဲ့အနီးကဒေလီတဘက်ကိုတော့ပြပေးလိုက်မယ်ပေါ့နော်ဒါတော့ကန်တရားပေါ့နော်ညီမတို့အတန်းနိုင်ဆုံး share တွေ့တဲ့ကဏ္ဍလေးတွေကိုတင်မိထားပါတယ်နော်ကိုရှင်းနှလုံးပေါင်းတော့ပေါင်းခြင်းခွန်ပေါ့နော်ဒီမှာ6တက်ပေါင်းလဲပေါင်းခြင်းခွန်မယ်ခွန်ခွန်ပေါ့နော်ဒါဆိုရင်ဒီမှာရှိတဲ့ ။ငါရှစ်ရည်ဒီမှာလာမယ်ကနန်းတစ်လုံးရည်ပေါင်းမယ်ဆိုရင်လည်းပေါင်းခြင်းခွန်ပဲဖြစ်မယ်။ဟုတ်ပြီနော်။အဲ့တော့သုံးလုံးပေါင်းမယ်ဆိုရင်ပုံမှန်ခွန်ခွန်ဆိုတော့ဒီမှာလည်းနှလုံးပေါင်းမယ်ဆိုရင်သူလည်းခွန်ပဲဖြစ်ကြမယ်ပေါ့နော်။ဒါဆိုလို့ရှိရင်နော်ညီမတို့ရဲ့ရှိနေတဲ့ကဏ္ဍလေးက10ပေါ့နော်နောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဆိုတဲ့အကြောင်းမလို့ကိုထည့်မယ်10 9နှလုံးပေါင်းမယ်ဆိုရင်ပေါင်းခြင်း9ဆိုပြီးရလာမယ်9ဆိုပြီးတော့ကိုထိတ်စီလေးတစ်လုံးရတယ်ပေါ့နော်3လုံးကတော့နော်ညီမအခုတော့မအောင်လည်းသိရပေါ့နော်ကဏ္ဍ3လုံးလုံးတူမှနော် နှလုံးတော်မှာ69ကွက်မှာတက်ခွက်ထတာပေါ့နော်၃လုံးဆိုတော့169ကွက်မှာတက်ခွက်ဆိုတော့တန်အရန်ကောင်းမှာပဲစင်ပြေမျိုးပေါ့နော်ပေါက်ခဏမ်းမိမှာပေါ့နော်အဲ့တော့တက်နိုင်ဆုံးရတဲ့ဘက်ကနေပြီးတော့ခဏနေကိုလည်းတွတ်ထုတ်ပေးထားရယ်နော်ဒါဆိုလို့ရှိရင်ကိုထိတ်စီဆိုပြီးတော့နော်ဒဲတက်ခွက်ထရပြီဒါဆိုရင်ဂျေပတ်တွတ်ထွက်ထားတဲ့တွတ်ထားပြီးတဲ့ဒဲရ၄ကွက်ပေါ့နော်ဒါဆိုရင် အခုအလဲတိုင်းကိုသွားရအောင်ဒီမှာရှိတာ6လေးเนาะ6လေးပြီးတော့လို့ရှင်ရင်နှစ်ပင်ကြောမှာရှိတဲ့ဒီအောက်ကကိုပေါ့เนาะပေါင်ခြင်းကိုဖြစ်မယ်ဟုတ်ပြီเนาะဒါဆိုဆက်သွားမယ်ကိုခွန်ကိုခွန်ပေါင်းတော့6 6ရဲ့နှစ်ပင်ကြောမှာရှိတဲ့၄ရဲ့ပေါင်းတော့30ဒါ63ညပေါ့နော်အဲ့တော့930ပြီးသားလို့ရှင်ဒီမှာရှိတဲ့69ဒီနှစ်ပင်ကြော်မှာလာမဲ့အလဲတိုင်းတလုံးဆိုရင်71ဖြစ်ကြမယ်69ပေါင်းတော့5ဆိုတော့6ထည့်လိုက်မှာပေါ့နော်69ပေါင်းတော့ နော်9ရဲ6ရဲပေါင်းမှာပေါင်းချင်းတက်ပေါ့ဟုတ်ပြီနော်နားလည်နော်6 4ပေါင်းတော့3ည3ညရဲ့နှစ်ပင်ကျော်မှာရှိတဲ့9ရဲပေါင်းရင်ပေါင်းချင်း9ဟုတ်ပြီနော်9ခွန်ပေါင်းတော့6 6ရဲသူရဲ့နော်နှစ်ပင်9နှစ်ပင်ကျော်လိုက်မယ်4ရဲဆိုတော့30ဟုတ်ပြီနော်ဒါဆိုရင်69ပေါင်းတော့9ရဲ့ဒီမှာကနန်းတလုံးဆိုရင်90ပြီး71ဆိုတော့တစ်ဖြစ်ကမယ်နော်ဒါဆိုရင်အလဲတိုင်းလေးက6ဆိုပြီးတော့ရထားတယ်ဟိုဒီဘက်မှာဒါဆိုအပိတ်သွားရအောင် အပိတ်ကဆိုလို့ရှိရင်နော်ဒီမှာရှိတဲ့6 6 3လုံးပေါ့မယ်6 6ပေါင်းတော့9 9 8ပေါင်းတော့3เนาะအဲ့တော့6 8 9เนาะ9ရဲ့8ရဲ့9ရဲ့8ရဲ့ပေါင်းတော့ခွန်ပေါ့เนาะခွန်ရဲ့ခွန်ရဲ့9ရဲ့ပေါင်းတော့ပေါင်းခြင်းနဲ့3ပြီးတော့နဲ့ဆိုတော့တပွင့်ရော့သွားတယ်ဒါဆိုရင်3နှစ်ပြီးရင်ဒီမှာဆိုပေါင်းရင်3လုံးပေါင်းရင်1ပေါ့เนาะ1ကို1ရှော့မယ်ဆိုတော့1ဖြစ်ကြမယ်ဒါဆိုရင်4 5ပေါင်းတော့9 နဲ့နဲ့ပေါင်းရင်ပေါင်းချင်းတက်အပိတ်ကပါရလဲနဲ့เนาะဒါဆိုလို့ရှိရင်ညီမတို့เนาะနာမည်ရှုပ်သွားလားမသိဘူးเนาะတရက်စနေလား25မိနစ်ဖြစ်အတွက်ညီမအနီးကတဲ့တကွက်ရှာတွေ့တာဒါကတော့ကိုထိပ်စီ6လဲနဲ့ပဲပေါ့เนาะကို6နဲ့ဆိုပြီးတဲ့ကွက်ရှာတွေ့ထားပါတယ်ဒါကတော့ညီမရှာတွေ့တာဆက်ပြချင်းဖြစ်ပါတယ်ကိုတို့မတော့ကြိုက်တယ်မင်းတွေဆက်ပြလိုက်ပြီးတော့ကစားကြပါเนาะအားလုံးပဲနာမည်ဘက်မှာအဆင်ပြေကောင်းပါစေဆုတောင်းပေးလိုက်ပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်